မျိုးနယ်တိုက်ပွဲအတွင်းကိုစစ်ကူပို့ခံရတဲ့ဒုတက်ရင်မှုဖြစ်သူဟာအာရခတ်တပ်တော် AA ရဲ့စနိုက်ပါကြီးထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ခမရ111ကဒုတက်ရင်မှုဖြစ်သူဗိုလ်မှူးဝင်းသက်ဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကကြောက်ဖြူကိုစစ်ကူပို့ခံရပြီးတဲ့နောက်ရပ်ပိုင်းအတွင် AA ရဲ့စနိုက်ပါထိမှန်ပြီးတေဆုံးသွားတယ်လို့စီးရီးသတင်းရင်းမြစ်တွေစီကသိရပါဗျ။ သူရောက်ရှိကြောင်းတရင်မှုကိုသတင်းပို့ပြီးအပြန်မှစနိုက်ပါနဲ့ပစ်ခတ်ခံရတာလို့စီးရီးသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်ဘုံမိုးဝင်းတန့်ကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာရန်ကုန်မြို့ကနေပြီးတော့ကြောက်ဖြူမြို့အမှတ်1စိတ်ကန်းကိုစစ်ကူအင်အား200ကျော်ကိုလက်နက်ခဲယမ်းတွေနဲ့တူရေတပ်သင်းမော်တွေနဲ့စစ်ကူပို့ဆောင်ခဲ့တယ်လို့သိရပါရယ် ကျောက်ဖြူကိုရောက်ရှိသွားပြီးနောက်ဘုံမူဝင်းသက်ဟာဇွန်လ9ရက်နေ့ကတရင်မှုစီသတင်းသွားပို့ပြီးအပြန်မှာ AAS စနိုက်ပါကြီးထိမှန်ခဲ့ပြီးနောက်ရန်ကုန်ကိုပို့ဆောင်စဉ်မှာတေဆုံသွားခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။ဘုံမူဝင်းသက်ရဲ့နာရေးရက်လေကိုလှဲကူးအခြေဆိုင် အမှတ်1.1ချေမြန်တရင် ခမရ1.1မှာဇွန်လ15ရက်နေ့ကပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့မေလ26ရက်နေ့ကလည်း ရွှေ OGT သဘာဝဓာတ်ငွေဖြန့်ချီဆက်ယုံအနီးတိုက်ပွဲမှာတမတတစ်ကနီးပြူအာမူဘုံမှုချုပ်ကြော်မျိုးအောင်နဲ့ခမရ943ကဘိုးကြီးတူတို့အေရဲ့စနိုက်ပါကြီးထိမှန်ပြီးတော့တေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းကအကြောက်ဖြူတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများတဲ့အတွက်တိုင်ရင်တပ်ဖွဲ့လိုက် AAC လက်နက်ချအလင်းဝင်လာမှုတွေရှိပြီးတော့အခုဇွန်လမှာစစ်ကောင်စီကအကြောက်ဖြူကိုဆေးလွှတ်ထားတဲ့အင်အားတရာဝင်းချင်းမှာစစ်ကြောင်းတစ်ခုလုံးလဲတိုင်ရင်ဌာနချုပ်နဲ့အဆက်အသွယ်ပြတ်တောက်ပြီးပျောက်ဆုံးနေတယ်လို့သိရပါတယ်ရှင်။